တာတင်မှာကတော့ကျွန်တော်တို့ရှမ်းလုံဆက်လို့ခေါ်ပါတယ်ဒီဆက်ဆိုတာကျွန်တော်ရှမ်းလုံပိုင်ဆိုင်မှုကိုပြောတာဆက်လို့ခေါ်ပါတယ်ပမာကျွန်တော်လက်ခွဲလို့ခေါ်ပါတယ်ရက်ခွဲခေါ်တယ်လို့လက်ခွဲလည်းခေါ်ပါတယ်အားကြောင့်မလို့ဒီလက်ခွဲတင်းဒီအနေငယ်ကိုနီးစနစ်မမနိုင်ရည်စီးဆက်ညီညီနဲ့တီးတက်အောင်လို့အလွယ်ကူဆုံးနည်းနဲ့ကျွန်တော်ပြင်ပြပေးမှာဖြစ်ပါတယ်ဒီလက်ခွဲတင်းဒီကိုတီးမယ်ဆိုလို့ရှိရင်ဘယ်တော့မှကျွန်တော်ရှမ်းလက်ခွဲကို ရန်ဦးကြီးနဲ့တီးတဲ့လူကင်းကဘယ်တော့မှကျွန်တော်တို့ဒီ note အုံတစ်ခုကိုဘယ်လိုမှအုပ်ပြီးမှဘယ်တော့မှမပြီးပါဘူးအဲ့လိုမပြီးရပါဘူးအဲ့လိုအုပ်ပြီးတီးချင်အပြည့်လူကင်းကခဏလေး꽌မှဖြစ်ပါတယ်ခိုင်းရပြက်ကြီးရရွှေမှဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလူကင်းတီးမှဆိုလို့ရှိရင်လူကင်းကိုအဖျားကတ်တီးတာမျိုးဒီမျိုးတီးချက်တော့တချမ်းချင်းနှုတ်အုံကိုမအုပ်ဘဲနဲ့တီးလို့ရှိရင်လေမလေမလုံးမဲပါလေလုံးတိုင်းမှာကွဲတတ်ပါတယ်နှုတ်အုံအုပ်တီးရင်ဒါကြောင့်မလို့တချမ်းချင်းတီးရပါလေစိုက်တော့တီးပါမကွဲပါဘူး ဆက်ပြီးတော့ပြရပါတယ်။ကျောင်းဥစီကိုတီးတော့မယ်ဆိုလို့ရှိရင် မောင်းတန်ကိုကျွန်တော်တို့အဓိကထားပြီးတော့မှလက်ခွင်းကလက်တီးရပါမယ်။ဒီချိန်မှာဥစီမတီးသေးပါဘူး။မောင်းကိုတီးပြမှာပဲ။ဒီမောင်းကိုတီးတဲ့ချိန်မှာမောင်းပထမတစ်ချက်ကိုတစ်လို့မှတ်ပြီးတော့မှငါမ1 3 4ဆိုပြီးတော့မှလိုက်ရပါမယ်။မောင်းအနည်းတီးပြပါမယ်။မောင်းတစ်ချက်ကတစ်ပါ။ဟုတ်တယ်။ လက်ကွင်းတိတာကိုပြန်ပြပေးပါမယ်မောင်းဟာတိဖြစ်ပြီးတော့မှလက်ကွင်းကနှစ်3နှစ်ဖြစ်ပါတယ်အဲတော့မောင်းကိုတိပြီးမှတိပြီးတာနဲ့နှစ်3နှစ်ကိုတိမယ်ဒီမောင်းနေပြီဖြစ်စေမြန်ပြီဖြစ်စေနှစ်3နှစ်ကိုပုံမှန်လေးဒီတိုင်းမှတိတော့ပါမယ်ဟိုးစီတူတူကြိုက်တယ်လို့ဒီပါတိတဲ့လက်တိတဲ့လက်ကွက်ကိုကြိုက်တဲ့လက်ကွက်ကိုဒီလိုကြိုက်တယ်လို့ဒီပါတူတူဝင်သွားပါတယ်နီစီးဆိုင်ကြီးကြီးဒါကြောင့်မလို့အခုမောင်းအနေနဲ့ကိုတိပြပါမယ်မောင်းအနေနဲ့ကိုလက်ကွင်းဘယ်လိုမျိုးလိုက်ရတယ်လဲဆိုတော့ပြပါမယ်လက်ကွင်းကိုတိတဲ့ချိန်မှာဘယ်တော့မှကျွန်တော်နှုတ်အုံနှုတ်အုပ်ကို ုတ်ပြီးတော့မှဘလို့မှမတီးရပါဘူးရှက်ပြီးမှအဖျားခတ်ပြီးမှတီးပါတယ်ကျွန်တော်ရှမ်းလူမျိုးလေးอ่ะနို့အုံအုံကိုအုတ်ပြီးတီးမယ်ဆိုလို့ရှိရင်လကွင်းကခဏလေးပြက်စီးမယ်ယူရမယ်ကွဲမယ်ဖြစ်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်လကွင်းတီးနေကိုအရွယ်ကူဆုံးနဲ့အယုတ်ရှင်းဆုံးအများတတ်တဲ့နည်းကိုကျွန်တော်ပြင်ပေးမှဖြစ်ပါတယ်